ကဲအားလုံးမင်္ဂလာပါရှင်ဒါလေးကတော့ခွန်ဆက်လေးကော်ချက်ကလေးပါပြီးတော့ဒီမှာတော့အက်ကလေးပေါ့နော်ဒီဒီကော်အက်ကလေးတစ်ချောင်းလုံးမယ်ဒါကတော့ကက်ကြီးလေးပါဒါကတော့အနက်ရောင်လေးပါဒီမှာကအနက်နဲ့အဖြူနဲ့နှမျိုးကိုပဲအသုံးပြုပြီးတော့အဲလောက်ပါမှာပေါ့နော်ပြီးတော့ဒီမှာကဒီဝင်းတစုံပြီးတော့ဒီတန်လိုက်နှစ်ခုပြီးရှင်မှာအလားတက်ကလေးတစ်ခုပေါ့နော်ပြီးလို့ရှင်ပြန်ဒီလိုမျိုးလွယ်ကျိုးရှည်လေးတစ်ခုလုပ်မယ်နော်။ဒါဆိုလို့ရှိရင်ဒီလေးတွေလိုအပ်တဲ့ပစ္စည်းလေးရတာပါပဲနော်။ဒါတော့ဆက်ပြီးထိုးအောင်။ ကိုကြိုက်တဲ့အရာကိုအသုံးပြုပြီးတော့အဲလုံးလို့ရတယ်ပေါ့နော်ကိုကအဲနဘေးကုတ်ကလေးတွေကိုအနက်သုံးပြီးတော့အလဲကောင်မှာတရောင်ပြီးသုံးရင်လည်းရတယ်အဲတရောင်နဲ့ပဲသုံးရင်လည်းရတယ်ပေါ့နော်ဒီမှာကတော့ရှူကောင်တရောင်နဲ့ပဲသုံးမယ်နဘေးကိုတော့အနက်ကလေးကုတ်မယ်ပေါ့နော်အဲ့လိုပုံစံလေးစပြီးထိုးမှာပါအဲဒီအိတ်ကကချင်ကွက်ပုံစံမျိုးဖော်မှာပေါ့နော်ဒါပေမဲ့ဟိုအလဲကောင်မှာကချင်ကွက်လိုမျိုးအရာဆုံးမသုံးတော့ဘဲနဲ့အဖြူလေးကိုပဲသုံးနေမှာပါကိုကတကယ်လို့တခြားအရာသုံးရင်လည်းဆိုလည်းရတယ်ပေါ့နော်ကဲဒါဆိုရင်စပြီးတော့ထိုးလိုက်ကြရအောင်စပြီးထိုးမယ်ဆိုတော့ဒီအဆုံးဆုံးပောက်ကနေပြီးတော့ဝင်လိုက်မယ်ဝင်ပြီးတော့ရင် လက်ကလေးနဲ့ဒီနောက်ကကျိုးစာလေးကိုဖိထားမယ်ပေါ့နော်ဒီဘက်ကပဲစာစာဟိုဘက်ကပဲစာစာရပါတယ်ဒီဟာလေးကတော့ခွန်ဆက်လေးကိုချက်လေးပါနော်ဒီမှာဆိုရင်1 2 3ပေါက်3ပေါက်မြောက်တဲ့အပေါက်ထဲကိုတစ်ခါဝင်မယ်ဒီလိုပုံစံလေးရမယ်အဲ့ကြလို့ရှိရင်သူကဒီအပေါ်ကိုတစ်ချက်တက်မယ်သူကလည်းတစ်ချက်တက်လို့သူ့ကိုလည်းဒီမှာတစ်ချက်ထပ်တက်မယ်ဒီလိုပုံလေးတကယ်လို့ကြိုးတွေပါတယ်လိန်လို့ရှိရင်ပြန်ပြီးတော့ဖြန့်ပေးပါနောက်မဆိုလို့ရှိရင်မလှပါဘူးပြီးရင်သူ့ကိုတစ်ချက်တက်လို့သူ့ကိုလည်းတစ်ချက်ထပ်တက်မယ်ပေါ့နော်ဒီလိုပုံလေးရပါမယ် 3ခုဒီမှာ3ခုရပါပြီเนาะ1 2 3ပြီးရင်ဒီမှာသူ့ကိုတစ်ချက်တက်လို့သူ့ကိုလည်းတစ်ချက်တက်ပါမယ်ဒီလိုပုံစံလေးရပါတယ်เนาะအဲကြတော့မှာဒီမှာ1 2 3 4 4ခုရသွားပြီဆိုလို့ရှိရင်အောက်ကိုပြန်ဆင်ပါမယ်တစ်ခုဆင်းလို့ဒီကလည်းတစ်ခုဆင်းပါတယ်တစ်ခုဆင်းပါတယ်ဟိုကချင်ွက်အိတ်နဲ့အတူတူပဲပေါ့เนาะ ရှိရကချင်ွက်၄000အိမ်နဲ့အတူတူပါပဲဒါကတမင်တကာ concept လေးနဲ့တကာထပ်ထူပြရတာပေါ့နော်အဲဒီပြောရမယ်ဆိုလို့ရှိရင်တော့ဘလို့အိမ်မျိုးကိုပဲဖြစ်ဖြစ် follow ရှိရင်ဒီလိုပုံစံမျိုးရတယ်ဆိုတာကိုပြောချင်တာပေါ့နော်ဒိဗေကတော့ဟိုဥစားတော့ကော်ချက်ကိုကိုဟာကိုလိုတယ်လိုညှက်ထားတဲ့ဒီဇိုင်းပေါ့နော်ဟိုဥစားတော့ concept လေးကော်ချက်ကိုတုံးပြီးလုပ်ရတာပဲကွာပါတယ်နော်ဒါဆိုလို့ရှိရင်ဒီမှာ1 2 3 4လေးခုပြီးသွားပြီဆိုရင်ဒီအပေါ်တစ်ခုပြန်တက်မယ်ဒီအပေါ်တစ်ခုတက်လို့ဒီကလည်းအပေါ်တစ်ခုထပ်တက်မယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီလိုပုံစံလေးရမယ်နောက်တစ်ခုထပ်တက်မယ် အတိုင်းလေးပဲအပီးထီစက်ထိုးသွားကြမယ်။ဒါဆိုဒီတခုပြီးရင်၄ခုပြည့်ပြီနော်။ဒီတခုပြီးရင်၄ခုပြည့်ပါပြီ။မတင်နဲ့၃လေးအကြိုင်အောက်တခုပြန်ဆင်းမယ်။အတိုင်းလေးအဆုံးထိစက်ထိုးသွားပါမယ်။ဒီမှာကွက်တီလေးပါပို့တယ်နော်။ကွက်တီလေးချစ်သွားတယ်ဒီမှာတင်နဲ့၃လေးတင်နဲ့၃လေးနော်။အဲ့လိုဆိုလို့ရှိရင်တို့ကဒီဘက်ကိုလာထိုးရမှာဖြစ်တဲ့အတွက်ဒီချီလေးကိုဒီနားရအောင်ပြန်ရွှေ့ပြလိုက်မယ်နော်ပြန်ရွှေ့ပြလိုက်မယ်ဆိုတော့ဒီလိုမျိုးလေးရွှေ့လိုက်မယ်ဒီလိုမျိုးလေးရွှေ့လိုက်ပါမယ် ဒီလိုလေးပါနော်ဆက်ရွှေလိုက်ပါဆက်ရွှေလိုက်နော်ဆက်ရွှေပြီးသွားရင်သူကကြတော့အဲပထမအိတ်နဲ့အတူတူပဲဖြစ်တဲ့အတွက်ဒီမှာ၃ပေါက်ပေါ့နော်၃ပေါက်မြောက်အပေါက်ထဲကိုဝင်မယ်ပြီးရင်အကူကိုတစ်ချက်ပြန်ဆင်းမယ်ဒီလိုမျိုးလीเนาะတစ်ချက်စီတစ်ချက်စီဒီလိုလေးရမယ်ပြီးတော့ဒီလိုလေးရမယ် ီနေရာဝက်ပြီးမှပြန်ဝင်ထိုးလိုက်တော့မယ်เนาะနောက်မှဆိုလို့ရှင်ခြေကြီးကိုပြန်ပြန်ပြီးတော့ယူနေရမှာဆိုလို့ဒါအဆင်ပြေတဲ့နေရာကနေပြီးဝင်သွားတဲ့သဘောပဲဒါဆိုရင်အောက်ကိုတစ်ခွက်ဆင်းမယ်ဒါလည်းအောက်ကိုတစ်ခွက်ပြန်ဆင်းမယ်ဒီနေရာမှာလည်းအောက်ကိုတစ်ခွက်ဆင်းမယ်ဒီမှာတို့ပုံများကွက်တည်ပို့ဒီလိုပုံစံလေးရမယ်เนาะဒီပုံစံလေးရမယ်ဒီဒီအလဲကောင်မှာတခြားအရာတခုကိုထိုးမှာဒါပေမဲ့လောလောဆယ်ဒီအနက်ကလေးကိုအပြည့်ကွတ်မယ်ပေါ့နော်အပြည့်ကွတ်မယ်ဆိုတော့ဒီပေါ်ကိုတစ်ချက်တက်သူကအောက်ကိုတစ်ချက်ပြန်ဆင်းဒီပုံစံလေးသွားမယ် လိုပုံစံလေးသွားမယ်အဲ့ဒါလေးကိုအဆုံးထိခုနတုန်းကလိုပဲထိုးခဲ့မယ်နော်ဒီလိုပုံစံလေးရမယ်ဒီမှာရည်ကြည့်လိုက်နော်မှာ10 2 3 4ဒီကနေရည်နဲ့10 2 3 4ဒီမှာရည်မယ်ဆိုရင်10 2 3 4အဲ့လိုလေးဖြစ်သွားရင်မှန်တယ်ပေါ့နော်အဲဒါကတော့ဟိုမှန်လားမှန်လားပြန်ရည်တဲ့ဥစ္စာပေါ့နော်နောက်မှဆိုလို့ရှိရင်အကွက်မှန်းပါပါအကွက်ရည်ကြည့်လိုက်အဲ့လိုမျိုးလေး၄တန်းဖြစ်နေရင်ဒါမှန်တယ်ကိုဥစ္စာလीအ ကဲဒါဆိုလို့ရှိရင်အတိုင်းတဒန်းပြီးတဒန်းဆက်ထိုးပြီးတော့ဒီအပြည့်အထိထိုးမယ်နော်ဒါဆိုရင်အကုန်ပြီးမှတစ်ခေါက်ဒီအလဲကောင်ပြတာဒီအလဲကောင်လေးကိုဝင်ထိုးမှာ ਨੇ အဲဒီဘက်ကဒီဝင်းတထာနဲ့ကိုပြန်ပြပေးပါမယ်အခုဆိုလို့ရှိရင်တော့ဗောနော်ဒီနဘေးအဝိုင်းကွတ်တာလေးရရပြီဗောနော်နဘေးအဝိုင်းကွတ်တာလေးရပြီဆိုတော့ကတို့ဟိုပါလေးဒီအဖြူလေးကိုအလကောင်းဝင်ထည့်မယ် အဲဒီညမှာပြောစရာလေးတခုရှိတာကတော့ကိုကတော့လောလောဆယ်ဒီအတွင်းထဲကိုဒီအဖြူရောင်လေးပဲသုံးမယ်လို့မှတ်ထားတယ်။ကိုကတကယ်လို့ဒီလိုအိတ်ပုံစံမျိုးလေးတရောင်စီသွားကျင်နေဆိုလဲကိုရဲ့သဘောတော့ရတယ်။ကိုကိုကြိုက်တဲ့အရာကိုအတွင်းထဲမှာထည့်ပြီးတော့အသုံးပြုနိုင်တယ်။ဒီလိုတန်းတန်းချင်းစီသွားလည်းရတယ်၊တစောင်းသွားလည်းရတယ်။ကိုကတော့အဲဒီလိုမျိုးအရာအများကြီးမလိုချင်တဲ့အတွက်အဖြူလေးကိုပဲသုံးမယ်။ဒီအဖြူလေးသုံးတာကတော့လွဲသွားပါပြီနော်။ဒီအဖြူလေးသုံးမှကြတော့ဘယ်လိုမျိုးသွားမလဲဆိုတော့အရင်ဆုံးဒီမှာအဖြူလေးပေါ့နော်။ဒီအဖြူလေးကိုတဲ့ ူကတော့ကြံနေတဲ့နေရာတွေအကုန်လုံးကိုအဖြူပဲလိုက်ပြီးထိုးရမှာဖြစ်တဲ့အတွက်လွဲသွားပါပြီနော်ဒီလိုပုံစံလေးရမယ်ဒီအောက်တွေရောအဖြူပဲတော့မှာနော်အကုန်လုံးအကုန်လုံးကိုဒီအဖြူပဲထည့်မှာဖြစ်တဲ့အတွက်အနက်ကပြီးသွားပြီပေါ့နော်အကြမ်းတော့မှာဒီလိုမျိုးလေးဝင်မယ်ဒီကြံနေတဲ့အပောက်ကလေးတွေအကုန်လုံးကိုဝင်မယ်ပေါ့နော်ဒီနေရာမှာတစ်ခုရှိတာကဒီပြီးသွားတဲ့ဟာလေးရဲ့ဒီကြားထဲကိုဝင်ထိုးရမှာနော်အဲ့ဒီနေရာကိုလှုပ်ခဲလို့မရဘူးဒီမှာဒီမှာဆိုထိုးထားတဲ့အပောက်ရှိရဲ့အဲ့မှာအဲ့အထဲကိုဝင်ပြီးတော့ထိုးရမှာပါလိုပုံလေးပါ ဆိုရင်ဒီဘက်တစ်ခုပေါ့နော် BY အကြမ်းမဒီဘက်ကိုခုံးကူလိုက်ဒီဘက်ကိုဒီကတော့မြန်မယ်ဘာဖြစ်လို့လဲဆိုတော့အကွက်ကြည့်ရမလို့တော့ဘူးကျန်နေတဲ့အပောက်တွေကိုပဲဒါတိုင်းအကုန်လုံးလိုက်ထုံမှာဖြစ်တဲ့အတွက်ဒီဟာလေးကတော့ဒီလိုပုံစံလေးပေါ့နော်ဒီအတွင်းနဲ့ရောက်ချင်တဲ့ဒီလိုပဲထုံးမယ်ပေါ့နော်အဲဒါဆိုရင်ဒီဘက်ထိတ်ထိရောက်အောင်ထိုးလိုက်မယ်နော်ဒီအတွင်းနဲ့ကိုဝင်တာလေးတစ်ခေါက်ပြန်ပြပေးမယ်မှားမှဆိုလို့ဒါမှမဲ့လွယ်တော့လွယ်ပါလေပြလိုက်ချင်တော့တိပါလေနော်အဲဒါဆိုဟိုဘက်ထိတ်ထိရောက်ခါမှပြန်ပြပေးပါမယ် တို့ဒုတိယတန်းကိုရောက်ပြီပေါ့နော်ဒုတိယတန်းကိုရောက်ပြီဆိုရင်လည်းပုံမှန်အတိုင်းပဲခြိဝင်မယ်ခြိဝင်မယ်ခြိဝင်ပြီးရင်ဒီလိုမျိုးလက်ကလေးနဲ့ဖိထားမယ်နည်းနည်းရှည်ရှည်လေးထားမယ်နော်ပြန်ထွက်သွားမှာဆိုလို့ပြီးရင်ဒီမှာ D ရဲ့ take နဲ့ D ရဲ့ take ကိုဒီလိုမျိုးလေးလှန်ထည့်လိုက်ပါဒီမှာနော်ဒီလိုပုံစံလေးရအဲ့ကြတော့မှဒီကျန်နေတဲ့ဟာလေးတွေကိုတစ်ခါထပ်ပြီးတော့ထိုးပါမယ်ဒါဆိုအလဲကောင်မှာနှစ်ကွက် နော်ဒီလိုပုံစံလေးစတုတ်ထည့်လိုက်ပါဒီလိုမျိုးလေးလိမ်သွားရင်ပြန်ပြီးတော့ဆွဲကလော်ပြီးမှဒေချာလေးပြန်လုပ်ပေးပါဒီလိုပုံစံလေးရမယ်အကြကမှဒီဘက်ကိုထပ်ပြီးတော့ခုန်ကူးလိုက်ပါခုန်ကူးပြီးတော့တစ်ခုကျော်ပြီးတော့ဒီလိုမျိုးလေးဟွန်းဒီလိုပုံလေးရပါ ဒီလိုထိုးသွားတဲ့နီးလေးအတိုင်းပဲဆက်ထိုးပြီးတော့အဲအလဲကောင်ကအကွင်းကြီးအကုန်လုံးကိုအတိုင်းကြီးဖြည့်သွားပါမယ်နော်ဒီလိုပုံစံလေးအတိုင်းလေးဒီဒီဒီဆက်ထိုးပါမယ်နော်အလဲကောင်အကွင်းလေးတွေအကုန်လုံးကိုဆက်ဖြည့်သွားမယ်နော်ဒီဘက်ဆိုလဲဒီဘက်ကိုခုနအတိုင်းလေးပဲဝင်ပြီးတော့ဒါဆိုရင်အဆုံးထိအတိုင်းလေးဆက်ထိုးမယ် အကုန်လုံးအပြည့်ပြီးမှပြန်တွေ့မယ်နော်အဲခုဆိုရင်ဒီအလဲကောင်လေးတွေကိုအဖြူလေးတွေကိုတားလည်းပြီးပါပြီပေါ့နော်ပြီးတော့ဒီမှာဒီဝင်းတစ်ခုကိုတစ်ဖက်အရင်တထားနေနဲ့နော်ဒီလိုမျိုးလေးတစ်ဖက်အရင်တထားနေနဲ့ဒီဘက်မှာတစ်ဖက်တက်တဲ့နီးကိုထပ်ပြပေးမယ်နော်ဒီကမှာတော့အနက်ကလေးကိုပဲသုံးထားပါတယ်အဖြူဆိုလို့ရှိရင်နည်းနည်းဟိုနဘေးဆိုတော့လေအနက်ကလေးတွေပဲပြီးရင်လည်းဘေးရတယ်လိုက်ပုံမှာအနက်ပဲဆိုတော့လေဒီအနက်ကိုပဲသုံးထားလိုက်ပါတယ်ကဲအဲ့ဆိုဒီကွင်းတက်တဲ့နီးလေးပြမယ်နော်ဒီကွင်းရလေးကတော့ဒီလိုမျိုးလေးချလိုက်မယ်အပေါ်မှာတန်းတန်းလွတ်ထားတယ်ဒီလိုမျိုးလေးဒီလိုမျိုးလေးကင်ထားပြီးရင်ဒီမှာ ဒီလိုလေးဆွဲလိုက်မယ်နော်ပြီးတော့ဒီနေရာမှာကြိုးကိုနည်းနည်းရှည်ရှည်လေးခြံထားပေးပါအစပြန်လွတ်သွားမှာဆိုလို့နော်ပြီးတော့ရင်ဒီဒီကွင်းလေးကိုဒီအလဲကောင်ထဲမှာထည့်ထားပြီးတော့သူ့ရဲ့ဒီအပေါ်ပေါက်ထဲကိုတစ်ချက်ဝင်ထိုးလိုက်ပါဒီလိုပုံလေးရမယ်ပြီးတော့ရင်ဒီလိုမျိုးလေးနောက်တစ်ချက်ဘေးရအပေါက်ထဲကိုထပ်ဝင်ပြီးရင်ဒီမှာဒီလိုမျိုးလေးထပ်ထိုးပါဒီလိုလေးဖြစ်မယ်နော်ဒီလိုလေးဖြစ်မယ်အလုံးပေါင်းဒီမှာ 3 6ခုနှစ်ကွင်းခုနှစ်ခုနှစ်ပေါက်ရှိတယ်ပေါ့နော်ခုနှစ်ပေါက်ရှိတာကို9ပေါက်ကိုယူထားပါတယ်နော်ဘေးဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ကိုတော့လွှတ်ထားခဲ့ပါတယ်9ပေါက်ယူထားတယ်ပေါ့နော်လုံးလေးရပါတယ်အကြတော့မှဒီကောင်လေးကိုဒီပေါ်ကနေသွားလဲရတယ်ကိုကတော့ဒီဘက်ကိုသွားပါတယ်ခရော့လေးပြန်သွားတယ်ပေါ့နော်ပိုးပြီးတော့လဲကျိုးလေးနောက်မှနေရောပိုးခိုင်အောင်လို့ပေါ့နော် တောင်းနဲ့လည်းမထွက်အောင်လို့ပေါ့လှည့်ပတ်တုပ်တဲ့သဘောပါပဲဒါကိုဟိုဘက်တစ်ပောက်ဒီဘက်တစ်ပောက်တစ်ပောက်တစ်ချက်နဲ့ဒီလိုမျိုးလေးထိုးလာခဲ့ပြီပါဒီလိုပုံစံလေးရမယ်နော်ပြီးရင်ဒီနားကိုရောက်လို့ရှိရင်လွှတ်မခဲ့ပါဘူးနော်အဲ့ဒီအပေါက်ထဲကိုလည်းထိုးပါတယ်ဒီကလည်းဒီကိုထိုးချလိုက်ပါဒီတော့ရင်ဒီဟာလေးကိုဒီဘက်ကိုလမ်းတင်လိုက်လမ်းတင်လိုက်ပြီးရင်ဒီလိုမျိုးရပါမယ်ဒီဘက်ကိုလည်းဒီလိုပဲထိုးပါမယ် ဒါဆိုရင်အဲ့ဒီအတိုင်းလေးပဲအဆုံးထိဆက်ထိုးပေးသွားပါဒီအဆုံးထိဆက်ထိုးပေးသွားပါနော်ဒီအဆုံးထိဆိုရင်ဒီမှာနောက်ဆုံးပောက်ကိုရောက်ပြီနော်နောက်ဆုံးပောက်ကိုရောက်ပြီဆိုလို့ရှင်ဒီနေရာမှာလက်စသိန်းတာကိုကျိုးကိုနည်းနည်းရှည်ရှည်လေးပေါ့နော်ဒီလောက်ဒီလောက်အထိကိုယူပြီးတော့လက်စသိန်းလိုက်ပါအဲ့ကြတော့မှဆွဲဖြစ်လိုက်ပါနော်ဆွဲဖြစ်လိုက်ပါအခုဆိုလို့ရှင်တော့ဟိုအကျန်းတက်ပြီးသွားပြီပေါ့နော်ဒါအိတ်ပုံစံအဖြစ်တွဲဖို့ပဲကျန်တော့တယ်အိတ်ပုံစံတွဲမှုကိုကြတော့အဲဒီဟာလွယ်ပါတယ်နော်ဒါဆိုရင်အိတ်ပုံစံလေးစတွဲမယ် ဒီနေရာမှာမှတ်ချိတ်သုံးရင်လည်းရတယ်မှတ်ချိတ်မသုံးရင်လည်းရတယ်ဒီလိုမျိုးဆွဲယူလိုက်ယူလိုက်ပြီးသွားလို့ရှင်ဒီမှာဒီမှာနော်ဒီလိုမျိုးလေးယူလိုက်ဒီလိုမျိုးလေးယူလိုက်ဒီလိုလေးယူလိုက်ဒါဆိုရင်အဲ့ပုံစံလေးသူကလည်းသူဖြစ်တယ်နော်အဲ့ကြတော့မှကိုကဘရားစထိုးမလဲပေါ့နော်ဒီရစထိုးလည်းရတယ်ဘရားစထိုးလို့ရတယ်ကိုကတော့ဒီ down လေးရနေစထိုးလည်းရတယ်ပေါ့နော်ဒီကနေစထိုးလိုက်မယ်ဒီမှာနော်ဒီလိုပုံစံလေးရှိတယ်အဲ့ဒါလေးကိုကြွေးချလိုက်ဒါမှမဟုတ်လို့ရှင်မှားမှာဆိုလို့ရှင်ဒီထိတ်ကစထိုးစိတ်ကစထိုးရင်တော့မမှားတော့ဘူးပေါ့နော်ဒီလိုမျိုးလေးဝင်လိုက်ဝင်လိုက်ပြီးရင်ကျိုးကို နည်းနည်းလေးရှည်ရှည်လေးထားမယ်ပြီးတော့ဝင်တဲ့အပေါက်ထည့်ကိုပဲနောက်ထပ်တစ်ချက်ပြန်ဝင်မယ်ဒီလိုမျိုးလေးတစ်ချက်ပြန်ဝင်မယ်နော်ဒီလိုပုံလေးရမယ်ဒီလိုပုံလေးရမယ်အကြတော့မှဒီဘက်ကိုတစ်ခါထပ်ပြီးတော့ဘေးဘေးဘက်ကလေးတွေကိုတစ်ခါထပ်ပြီးတော့ဝင်မယ်နော်တစ်ဘက်ကိုတစ်ချက်နှုံးဒီနေရာမှာကြော်မထိုးပါဘူးနော်သူ့အပေါက်ကလေးနဲ့သူပဲထိုးပါမယ်ဒီလိုပုံလေးရမယ်နော်အကြတော့မှဒီဘက်ဘေးကိုလည်းတစ်ဘက်ကိုတစ်ချက်ပဲတစ်ဘက်ကိုတစ်ချက်နှုံးနဲ့အဆုံးထိဆက်သွားလိုက်ပါမယ်နော် ဆိုရင်ဆက်သွားလိုက်မယ်အဲဒီနေရာမှာကိုကတော့ခြေကုန်းရတာဖြစ်တဲ့အတွက်အဲဒီနေရာမှာကိုကခြေလက်စတင်လိုက်မယ်ပေါ့နော်တကယ်လို့ကိုကခြေမကုန်သေးဘူးဆိုရင်ဒီဘက်ကိုဆွဲယူလာပြီးတော့ဒီဘက်အတိုင်းလေးတစ်ခါထပ်ပြီးတော့ထိုးလို့ရတယ်နော်ဒါဆိုဒီဟာလေးကိုထဲထဲထိုးထည့်လိုက်အောင်ပေါ့နော်ကိုကတော့ဒီနားမှာခြေကုန်းသွားတာမို့လို့ဒီကနေပြီးတော့ပဲပြန်ဆားလိုက်တော့မယ်နော်ဒီကနေပြီးတော့ပြန်ကွေးလိုက်မယ်ဒါလေးကိုပြန်ကွေးလိုက်မယ်ကွေးပြီးတော့ဒီဒေါင်းနေရာလေးကိုလိုလေးကွေးလိုက်နော်ဒေါင်းနေရာလေးကိုကွေးလိုက်ပါ ဒါမြင်ရရနော်ထောင်ရလေးကိုကိုးလိုက်ခြင်းဒီလိုပုံစံလေးဖြစ်လိုက်မှာဘွေပုံစံလေးလိုက်ဘွေပုံစံလေးတဲ့ကိုဝင်ထိုးပါကျိုးလေးရတော့ပထမလိုပဲနည်းနည်းချန်ထားမယ်ချန်ထားပြီးအဲ့နေရာလေးကိုပဲနောက်ထပ်တစ်ချက်ထပ်ထိုးပါမယ်ဒီလိုပုံလေးနော်ထပ်ထိုးပါမယ်ဒီရင်ပုံမှန်တိုင်းပဲတစ်ပောက်တစ်ချက်ထိုးသွားပါမယ်နော်ဒါတော့ကိုအစဉ်ပြေတလို့ထိုးလို့ရပါတယ်အဓိကအပောက်တစ်ပောက်ကိုတစ်ချက်နှုံးတဲ့ဥမာအပောက်ကိုညီညီလေးထိုးဖို့ပဲလိုပါတယ်နော်ဒါလိုပုံစံလေးရပါမယ် ဒါဆိုရင်ဒီဘက်ထိတ်တီထိုးလိုက်မယ်เนาะပြီးမှပြန်ပြပေးမယ်အခုဆိုရင်ဒီဘက်ထောင်းရောက်ပြီပေါ့เนาะဒီဘက်ထောင်းလေးကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာနောက်တစ်ချက်ထပ်ထိုးပါเนาะအမှန်တော့တပတ်ကိုတစ်ချက်ပဲထိုးတာဟုတ်ဒီနေရာထောင်းနေရာလေးမို့လို့နှစ်ချက်ထိုးလိုက်ပါဘာဖြစ်လို့လဲဆိုတော့ပိုးပြီးတော့ခံအောင်လို့ပေါ့เนาะပြီးသွားရင်ကိုကဒီပုံတက်သွားခြင်းလည်းရတယ်ဒီဘက်ဖေးကနေပြန်လာခြင်းလည်းရတယ်ဒါကတော့ကိုအစဉ်ပြေတလို့လုံးလို့ရတယ်ကိုကတော့ဒီလိုမျိုးလေးတက်မယ်ဒီလိုလေးသွားမယ်เนาะ ီမှာဒီကိုတစ်ချက်ဝင်မယ်ပြီးသွားရင်ဒီမှာဒီဟာလေးတွေကိုတစ်ပေါက်တစ်ချက်ဝင်ထိုးခဲ့ပါအဲကောချက်ကလေးကိုအုပ်အောင်ပေါ့နော်ကောချက်ကောချက်ကိုကောချက်ပေါ်နေမှာဆိုလို့အုပ်တဲ့သဘောပါပဲနော်ဒါတစ်ပေါက်တစ်ချက်ကလေးညီညီလေးထိုးခဲ့ပေးပါဒီလိုပုံလေးရပါမယ်နော်တစ်ပေါက်တစ်ချက်ညီညီလေးထိုးခဲ့ပေးပါဒီတိုင်းလေးရမယ်နော်ဒီလိုပုံစံလေးရမယ်အဲဆိုရင်ဒီဘက်ထိပ်ထိညီညီလေးထိုးလာခဲ့ပေးပါနော်ခုဆိုရင်ဒီဘက်ထိတ်ဆုံးကိုပြန်ရောက်ပြီเนาะဒီဘက်ထိတ်ဆုံးကိုပြန်ရောက်ပြီဆိုရင်လည်းခုနကတုန်းကလိုပဲ ြန်ပြီးတော့ထိုးမယ်เนาะဒီမှာဒီလိုလေးပူချလိုက်ပူချလိုက်ပြီးရင်ဒီဓာတ်ကိုဒီလိုမျိုးလေးဝင်မယ်တစ်ချက်ဓာတ်နေရာလေးတွေကိုတော့နှစ်ချက်ကလေးထိုးပေးပါเนาะဟိုတစ်ချက်တည်းဆိုရင်မခိုင်ပါစို့လို့ပါเนาะနှစ်ချက်ကလေးထိုးပေးပါပြီးသွားရင်ဒီဘက်ထဲကိုဝင်မယ်သူ့ရဲ့ဘေးကိုလည်းတစ်ချက်တစ်ခါထပ်ဝင်မယ်ပေါ့เนาะအဲ့ဆိုရင်ခုနကတော့အန်တူတူပဲဒီဘက်ထိတ်ကြီးကိုဆက်ထိုးမယ်ပေါ့နော်ဒီနေရာမှာကိုကခြီကုန်ရင်တော့ရက်ပေါ့နော်ကိုကခြီမကုန်သေးရင်တော့မကုန်သေးတဲ့အတိုင်းပဲဆက်ထိုးပေါ့နော်အဲ့ဆိုရင်ဒီမှာတစ်ပတ်တစ်ချက်နဲ့ဆက်သွားမယ် ဒီလိုပုံလေးနော်အဲဆိုဆက်ထိုးလာအောင်နော်ခုဆိုနောက်ဆုံးထောင်းထိရောက်ပြီပေါ့နော်နောက်ဆုံးထောင်းထိရရင်ဒီမှာခြိမကုံသေးဘူးနော်ခြိမကုံသေးတဲ့အတွက်ဒီဥစားလေးကိုဒီလိုမျိုးလေးဆွဲဆူလိုက်ပါဒီဘက်ကျန်နေတဲ့ဟာလေးကိုပေါ့နော်ဒီလိုမျိုးလေးဆွဲဆူလိုက်ပြီးသွားရင်ဒီလိုလေးဝင်ပြီးတော့ဒီလိုမျိုးလေးဆက်ထိုးမယ်နော်ဒီကွေးကွေးလေးတဲ့ကိုဝင်ပြီးတော့ဆက်ထိုးမယ်ဒီလိုလေးနော်ဒီလိုပုံစံလေးဆက်ထိုးမယ်အဲဆိုရင်လည်းပုံမှန်တိုင်းပဲတပောက်တစ်ချက်နဲ့ဆက်သွားမယ်ဒီလိုပုံစံလေးရမယ်နော် အဲ့လိုမျိုးကောချက်ကလေးတွေပေါ်နေတခါတည်းဖိပြီနော်ကောချက်ကိုလုံအောင်ဖုံးရမှာဒီလိုမျိုးလေးရမယ်အဲ့ဆိုဒီဘက်ထည့်တွေထိုးလိုက်မယ်နော်ကက်ချီကဒီနေရာမှာလာကုန်ပါတယ်နော်အဲဒီနေရာမှာချီချီကုန်တဲ့နားမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးဒါဒီနားမှာပုံတာဖြစ်တဲ့အတွက်ဒီနားလေးကိုဝင်းယူလိုက်မယ်နော်အဲ့ဆိုရင်ဒီလိုမျိုးလေးဆွဲလိုက်မယ်အစာလေးနည်းနည်းချန်ထားမယ်ချန်ထားပြီးတော့ဒီလိုမျိုးလေးပဲပတ်လိုက်မယ်ပတ်ပြီးသွားရင်ဒီမှာဒီလိုပဲဘေးကိုတစ်ပေါက်တစ်ချက်ပေါ့ရင်ပြန်ထိုးသွားမယ်နော်

还有这些弄建筑们。 ဒီလိုမျိုးလေးဖြစ်သွားပြီเนาะဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်ကိုကဒီဘက်ကိုပြန်လာမှာဖြစ်တဲ့အတွက်ဒီကောက်ကိုဒီဒီဟာလေးနဲ့အတူတူဖြစ်သွားတဲ့ပုံစံမျိုးလေးဒီဘက်ကိုဆွဲလိုက်နော်အဲဆိုသူကမသိတာတော့ဘူးကောနော်ပြီးရင်ဒီဘက်ကိုဝင်လိုက်ဒါအောင်ဆုံးအပေါက်ထဲကိုပြန်ဝင်လိုက်နော်ဒီမှာဒါဆိုရင်သူကမသိလို့ရှိရင်ဒီဘက်ဘေးရဥစ္စာနဲ့အတူတူပဲပေါ့နော်အတွင်းထဲကနေပြီးခြေဖြတ်ပြီးတော့ပြန်လှုပ်လို့ရှိရင်ဆက်ရတယ်များပြီးတော့မခိုင်မှာစိုးလို့ပါအဲကြတော့မှဒီလိုလေးရပြီဆိုလို့ရှိရင်ဒီထဲကိုပြန်ဝင်ပြီးတော့ပြန်ထုံမယ်နော် ဒါဆိုလို့ရှိရင်တော့ဒါချုပ်တဲ့အပိုင်းပြီးပြီပေါ့နော်အိတ်ကိုပဲချုပ်တဲ့အပိုင်းပြီးပြီပေါ့နော်ဒါဆိုရင်တစ်ဖောက်တစ်ချက်နဲ့အဲပြီးသည့်အထိတက်ပြီးတော့ချုပ်လိုက်ပါတော့နော်ဒါဆိုဒီကနေဗီဒီယိုလာမယ်ပြီးရင်ဒီထိဒီမှာလက်စာသိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ကြကမှပဲပြန်ပြတော့မယ်နော်ပြီးသွားမှပဲပြန်ပြတော့မယ်နော်ဆိုရင်ဒီလိုပုံစံလေးရပြီနော်ဒီလိုပုံစံလေးရပြီဆိုရင်တို့တွေတန်လိုက်ကလေးတက်မယ်ပေါ့နော်တန်လိုက်ကလေးတက်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးတန်လိုက်မှာဒီလိုဟာလေးနဲ့ဒီလိုဟာလေးနဲ့နှစ်ခုရှိရနော်အဲဒီအပေါ်ကဟာလေးကဒီမှာတက်မှာ ဒီခွက်ကလေးနဲ့ဟာအခွက်ပါတဲ့ဟာလေးပေါ့နော်အခွက်ပါတဲ့ဟာလေးကဒီအောက်မှာတက်မှာအဲ့တော့အဲတို့တွေကဒီမှာနေရာလေးကြည့်မယ်ပေါ့နော်နေရာလေးကြည့်မယ်ဆိုတော့ဒီလိုပုံစံလေးအုပ်မယ်ပေါ့ဒီလိုပုံစံလေးအုပ်မယ်ဆိုဒီဟာရဲ့ဒီနားလောက်ပေါ့နော်ဒီဟာရဲ့ဒီနားလောက်မှာတစ်ခုဝင်တက်လိုက်မယ်ဒီလိုပုံစံလေးရမယ်နော်သူ့ကိုဒီအလဲကောင်လေးမှာဝင်ရောင်တက်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်သူ့ကိုလည်းဒီဘက်အလဲကောင်လေးမှာဝင်ရောင်တက်လိုက်မယ်နော် ဲနှစ်ခုညီညီလေးရဖို့အတွက်ဆိုရင်ကိုကလည်းဟိုဟာညီဖို့လိုတယ်နော်ဒါမှဒါဆိုလို့ရှိရင်ညီရတယ်ပေါ့နော်ဒီလိုမျိုးလေးတက်ပါဘယ်လိုဖြစ်လို့ဒီဟာကိုတွားပြီးထည့်တယ်မသိပါဘူးဒီမှာနော်ဒီလိုပုံစံလေး तू ကလည်းဒီကို तू ကလည်းဒီကိုနော်အဲ့ကြတော့မှတက်တဲ့နည်းလေးပြမယ်နော်ဒီအဟာလေးကိုနည်းနည်းလောက်အရင်ဆုံးတော့ပြတ်သွားလိမ့်မယ်ဒီလိုမျိုးလေးနည်းနည်းလေးဖယ်လိုက်ပေါ့နော်တစ်ဖက်အရင်ဖယ်လိုက်ဖယ်ပြီးသွားရင်ဒီလိုမျိုးတစ်ခုခုလေးနဲ့ပေါ့နော်တကယ်လို့ကိုကလက်တန်လို့ရှိရင်လည်းလက်နဲ့ဖြီးပေါ့နော်လက်ကြတော့နာမှာစိုးလို့ဒီလိုမျိုးလေးဖြီးပါ ဒီမှာဒီလိုမျိုးလေးဖိရင်ရတယ်တစ်ဖက်ကိုအသေးဖိချလိုက်အဲပြီးသွားကမှဒီဘက်တစ်ဖက်ကိုတစ်ခါထပ်ဖိမယ်ပေါ့နော်ဒါဆိုရင်ဒီဟာလေးကိုဒီဘက်ပြန်အုပ်လိုက်ချင်းအဲဒီဒီဟိုဟာလေးကမမြင်ရတော့ပေါ့နော်ဒီရွှေရောင်လေးကမမြင်ရတော့ဘူးဒီလိုနည်းနဲ့ပဲဒီတစ်ဖက်ကိုလည်းအတိုင်းလေးပဲဆက်ဖိမယ်နော်ဘုဆိုရင်ဒီမှာဒီဥစ္စာလေးကတော့နှစ်ခုတက်ပြီးသွားပြီဒီမှာလုံးဝမမြင်အောင်เนาะလုံးဝမမြင်အောင်အဲ့ကြတော့မှဒီဓာတ်တက်တဲ့နီးလေးကြတော့ဒီလိုမျိုးလေးတက်လိုက်မယ်เนาะဒီဟာလေးကိုလည်းဟာဟာလေးလှုပ်ထားပြီးရင်ဒီဟာလေးကိုလည်းဒီလိုမျိုးလေးတက်လိုက်မယ်သူ့ကိုဒီလိုမျိုးလေး မြင်ရလားမသိဘူးเนาะဒီလိုပုံစံလေးထားတာเนาะအဲ့ကြကမှာဒီကိုအုပ်ချလိုက်ပါအုပ်ချလိုက်ပါအုပ်ချလိုက်ပြီးရင်ဒီလိုမျိုးလေးဖိလိုက်ဖိလိုက်ကျင်ဒီမှာဝင်သွားပြီတွေ့လားဝင်သွားတာမှာဒါလေးကိုဒီလိုဆွဲထုတ်လိုက်ဒါဆိုသူကဒီနားလေးမှာเนาะအဲ့ကြကမှာဒီနားလေးမှာဆိုလို့ရှိရင်ဒီဥစ္စာလေးကိုໃຫຍ່လေးပဲခဏနည်းနည်းလေးပဲကိုွေးတယ်ဆိုုံလေးပဲကိုွေးထားအောင်เนาะနည်းနည်းလေးပဲကိုွေးတယ်ဆိုုံလေးနဲ့ကိုွေးထားအောင်ဟိုမတန်လို့ရှိရင်ပြန်ပြီးလောက်ရမှာပေါ့เนาะ မတန်းရင်မတန်းရင်ပြန်ပြီးတော့လုပ်ဖို့အတွက်ကိုနည်းနည်းလေးခြံထားပါအဲကြတော့မှဒီဥစ္စာလေးကိုဒီမှာဒီလိုလေးပိတ်လိုက်ပိတ်လိုက်ပြီးသွားရင်ဒီဘက်ကျန်နေတဲ့ဟာလေးကိုလည်းတစ်ခါထပ်ပြီးတော့ဖိချလိုက်မယ်နော်ခုနကတည်းကလိုပဲဖိချလိုက်မယ်ဖိချလိုက်မယ်ဖိချပြီးသွားရင်ဒီမှာသူ့ကိုလည်းဒီလိုပဲလှန်လိုက်အိုးအဲ့ဒါပြန်ပြန်တက်ရမယ်ဒီမှာနော်ဒီလိုပုံစံလေးဒီလိုပုံစံလေးကိုသူ့ကိုလည်းဒီလိုလေးဖိချလိုက်ပါဒီရထားတာပါမှာဒီလိုလာကလေးဒီလိုမျိုးလေးထပ်ဖြစ်ချလိုက်နော် ဖက်ချေဖြည့်ချလိုက်ပြီးဒီလိုမျိုးလေးလှမ်းလိုက်။ဒါဆိုရင်ဒီညားလေးမှာပေါ့နော်။အဲဆိုဒီနောက်ခုကတိတ်မတန်းအောင်ဖြည့်မယ်။အမှန်ဒီထိတ်ကလေးမှာဖြည့်ရမယ်။ဒီဒီထိတ်ကလေးမှာတက်ကြည့်လိုက်မယ်။ဒီထိတ်ကလေးမှာတက်ကြည့်လိုက်မယ်။အဲနည်းနည်းလေးဖြည့်လိုက်မယ်ပေါ့နော်။နည်းနည်းလေးဖြည့်ထားမယ်။ပြီးသွားရင်ဒီမှာဒီဥစ္စာလေးပြန်တက်ကြည့်မယ်။ဟုတ်တယ်။နည်းနည်းလေးစားအောင်လေ။ဒါဆိုပြန်ပြီးနေရာချိန်ရမယ်နော်။နေရာချိန်ရမယ်ဒီဥစ္စာလေးကခုနကတော့ဘာလို့ပဲစောင်းတောင်းတောင်းလေးမှာ။ ုဆိုရင်တမန်လေးရပြန်ချတာလေ okay why အဲဒါလေးကတော့ကိုအစင်ပြေတယ်လို့လေးတက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ရပြီအဲဆိုလို့ရှိရင်ဒီဘက်ကဥစားကိုလည်းပြန်ပြီးတော့အသေးဖိလို့ရပြီပေါ့နော်ဒါဆိုဖိလိုက်တော့မယ်ကိုဆိုရင်တမန်နှစ်ဖက်စလုံးအသေးပြန်ဖိပြီးသွားပြီပေါ့နော်နှစ်ဖက်စလုံးအသေးဖိပြီးသွားပြီဆိုလို့ရှိရင်ဒီလိုပုံစံလေးရပါတယ်ဒီလိုပုံစံလေးရပါတယ်ဒါဆိုပြီးပြီပေါ့နော်အဲ့တော့ပြီပြီဒီမှာအလှတက်ကလေးတစ်ခုထပ်တယ်မယ်အလှတက်ကတော့ကိုအစင်ပြေတာကိုကြိုက်တဲ့ဟာကိုတက်လို့ရပါတယ် တကယ်လို့မတက်ချင်ဘူးဆိုလည်းရတယ်ပေါ့နော်ခဏလေးခွာလိုက်လှတက်တဲ့နောက်ကဒီလိုမျိုးကလေးကလေးတွေကိုဒီလိုလေးလှန်လိုက်ပါလှန်လိုက်ပါဒီလိုလေးတွေနော်ဒီလိုလေးလှန်လိုက်ပါလှန်ပြီးသွားရင်ဒီမှာဆိုရင်1 2ဒီဟာအလဲကောင်ပေါ့နော်ဒီဟာအလဲကောင်လေးပါ ဒီလာလောက်ကလေးဆိုရရနော်ဒီမှာနော်အလေကောင်ကြကြနေပေါ့ဒီလိုပေါ့လေအဲ့ဆိုရင်ဒီမှာတက်လိုက်နော်ဟိုကောချက်နဲ့ဒီနောက်ကဓာတ်တွေနဲ့လွှဲနေအဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးရမယ်နော်ဒီလိုမျိုးလေးရမယ်ဆိုတာမှဒီကနေပြီးဖြီလိုက်ပါဒီကလည်းဒီလိုဖြီလိုက်ဒီလိုလေးရနော်တဲ့ဒါဆိုရင်တော့ပြီးပြီတို့အိတ်ကလေးပြီးပြီနော်တို့ကလေးပြီးပြီဒီမှာ ်ဒီလမ်းကြောင်းဖြတ်ထားတာမတင်မတက်ဖြစ်လားဖြတ်လာအောင်နော်ပြီးပါရင်ကျိုးတက်မယ်ကျိုးရည်မြန်မာပလဲကျိုးသုံးလို့ရတယ်တခြားကျိုးတွေသုံးလို့ရတယ်နော်ဒါကတော့ကိုယ်စိတ်ကြိုက်ပါကိုယ်သုံးရင်လည်းကျိုးကိုသုံးလို့ရပါတယ် ကလေးတစ်လုံးတတ်ထားပါပါလေးပြီးသွားပြီပေါ့နော်ဟမ်အားလုံးမှစင်ကြီးကြပါလိမ့်ရှင်